မင်္ဂလာပါဒီနေ့မှာတော့စာပေလောကမှာမသိတဲ့သူအလွန်ရှားပါတဲ့ဆိုင်းဆရာကြီးချေဦးညူရဲ့အကြောင်းကိုဘုဒ္ဓရာပြမြဝေတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဆရာချေဦးညူရဲ့ငယ်ရမ်းမီရင်းကိုတည်တည်ပါသလား။အဖြစ်ကတော့ဆရာချေဦးညူရဲ့ငယ်ရမ်းမီအရင်းဟာကြောစွာပဲဖြစ်ပါတယ်။ဆရာချေဦးညူတွင် မွေးချင်းဗနေအောင်ရှိပါသည်နိ။ ဖြီကတော့ဆရာချေဦးညိုမှာမွေးချင်း9ယောက်တောင်ရှိတာပဲဖြစ်ပါတယ်။မွေးချင်း9ယောက်တွင်ဗနယောက်မြောက်သားဖြစ်ပါသည်။ဖြီကတော့မွေးချင်း9ယောက်မှာအကြီးဆုံးသားပဲဖြစ်ပါတယ်။ဆရာချေဦးညိုကိုမြေဒီခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ပြည်ကတော့ဆရာချေဦးညိုကို1948ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာမန္တလေးမြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဆရာချေဦးညိုရဲ့မိဘနှစ်ပါးရဲ့အမိကိုတင်တီးပါသလား။ပြည်ကတော့ဆရာချင်းဦးညွရဲ့မိဘနှစ်ပါးအမိဟာအဖသဘင်ပညာတဲကြီးဥရွှေတောင်းညွနဲ့အမိဒေါ်စိန်ရင်တို့ပဲဖြစ်ပါတယ်။ ဆရာချူးညိုသည်မြေသီးခုနှစ်တွင်ပညာစာတင်တင်ယူခဲ့ပါသည်။ဖြီကတော့1952ခုနှစ်တွင်မန္တလေးမြို့နန်းတော်ရှိမတ္တရာတိုင်မူလာတန်းကျောင်းမှာစတာပြီးတော့ပညာသင်ကြားခဲ့တာပဲဖြစ်ပါတယ်။ဆရာချီဦးညိုသည်မြည်သည့်ခုနှစ်တွင်အလဲတန်းပညာကိုသင်ကြားခဲ့ပါသည်။ ဖြေကတော့1956ခုနှစ်တွင် မန္တလေးမြို့ဝက်စလီကျောင်းနှင့် BBOE ကျောင်းများ၌အလဲတန်းပညာကိုတက်ရောက်သင်ကြားခဲ့တာပဲဖြစ်ပါတယ်။မြေဒီခုနှစ်တွင်ဆယ်တန်းအောင်မြင်ခဲ့ပါသည်နည်း။ပြေကတော့1958ခုနှစ်တွင်မန္တလေးမြို့မန္တလေးအာထကတက်မှာ၁၀တန်းအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ မိသည်ခုနှစ်တွင်ဥပဇာဝိဇာကာကြီးတန်းကိုတက်ရောက်ပညာသင်ကြားခဲ့ပါသည်။ပြေကတော့1962ခုနှစ်တွင်မန္တလေးတက္ကသိုလ်၌ဥပဇာဝိဇာရန်ကာကြီးတန်းကိုတက်ရောက်ပညာသင်ကြားခဲ့တာပဲဖြစ်ပါတယ်။မြေတီခုနှစ်တွင်ဝိဇာဘွဲကိုရရှိခဲ့ပါသည်။ ြည်ကတော့1963ခုနှစ်တွင်ရန်ကုန်တိုင်းဝိဇာနှင့်တိဗံတက္ကသိုလ်၌ဒသနိကဗေဒအဓိကဖြင့်တက်ရောက်ခဲ့ပြီးတော့1968ခုနှစ်တွင်ဂုံရုသုံးပါသာဖြင့်ဝိဇာဝဲကိုရရှိခဲ့တာပဲဖြစ်ပါတယ်။မြည်ဒီခုနှစ်တွင်ဗဟုသမဝိုင်းမှာတင်တန်းချောင်းတို့တွင်နီးပြဆရာဖြစ်အမှုထမ်းခဲ့ပါသည်။ ြည်ကတော့1980ခုနှစ်မှစ၍လုံသားများကောလိစစ်တွေကောလိတို့မှာ အမှုထမ်းခဲ့တာပဲဖြစ်ပါတယ်။မြေဒီခုနှစ်တွင်အမှုထမ်းဘဝကိုဆွန့်လွတ်ခဲ့ပါသည်။ဖြေကတော့1985ခုနှစ်တွင်အမှုထမ်းဘဝကိုဆွန့်လွတ်ခဲ့တာပဲဖြစ်ပါတယ်။ မိရခုနှစ်တွင် စာပေလောကသို့စတင်ဝင်ရောက်ခဲ့ပါသည်။ပြေကတော့1980ပြည့်နှစ်မိုးဝေစာပေမဂ္ဂဇင်းတွင် အော်တိုဘာလာမှထုတ်တဲ့ပထမဆုံးပုံလေးစာမူဖြစ်သောရန်ကုန်မြို့အလဲဝိထုတို့ဖြင့်စာပေနယ်သို့စတင်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ဆရာချူးညိုပထမဆုံးရေးသားခဲ့တဲ့လုံကြီးဝိထုရဲ့အမည်ကိုသင်သိပါသလား။ ြေကတော့1989ခုနှစ်တွင်ပထမဆုံးရေးသားခဲ့တဲ့လုံကြီးဝိထုရဲ့အမည်ကတော့လင်ကာဒီဘချစ်သူပဲဖြစ်ပြီးသူ့ရဲ့အထင်ရှားဆုံးဝိထုတစ်ပုဒ်လည်းဖြစ်ပါတယ်။မိဒီခုနှစ်တွင်၎င်းဝိထုကို ဖြန့်ဝေခဲ့ပါသနည်းအဖြေကတော့1989ခုနှစ်တွင်၎င်းဝိထုကိုဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်။ မိဒီခုနှစ်တွင်ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်ဇက်သမင်ပညာဌာနအကြံပေးပုဂ္ဂိုလ်ဖြစ်ကိုဆောင်ရွက်ခဲ့ပါသည်။ဖြေကတော့1996ခုနှစ်တွင်ဇန်နဝါရီလမှစ၍စတင်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။မြေဒီခုနှစ်တွင်ရုပ်ရှင်ရိုက်ကူးရ၌ဇန်ညွန်း၏အနုပညာဒါရိုက်တာဖြစ်တာဝန်ယူခဲ့ပါသည်။ ဖြစ်ကတော့1969ခုနှစ်တွင် တက္ကသိုလ်ဘုံနိုင်၏သူ့ကျူမခံမီဝိတ္ထုကိုရိုက်ကူးရ၌တာဝန်ယူခဲ့တာပဲဖြစ်ပါတယ်။မြေဒီခုနှစ်တွင်အိန္ဒိယနိုင်ငံသို့မြန်မာရာမာယဏဇတ်အဖွဲ့၏အကြံပေးပုဂ္ဂိုလ်အဖြစ်သွားရောက်ခဲ့ပါသည်။ပြေကတော့1996ခုနှစ်အေဘီလာတွင် တွားရောက်ခဲ့တာပဲဖြစ်ပါတယ်။မြေဒီခုနှစ်တွင်ပီကင်းပွဲတော်သို့မြမယဉ်ကျေးမှုကဆက်အဖွဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်တွားရောက်ခဲ့ပါသည်နီ။ဒီကတော့2000ပြည့်နှစ်မေလတွင်တရုတ်ပြည်သူတမရနိုင်ငံသို့တွားရောက်ခဲ့တာပဲဖြစ်ပါတယ်။မြေဒီခုနှစ်တွင်မြမရာမယာနာစာရန်ကို တင်သွင်းခဲ့ပါသည်။ ြေကတော့2000ခုနှစ်နိုဝင်ဘာလတွင်ယူရီးယားနိုင်ငံမဟာချူလာလောင်ကွန်တက္ကသိုလ်၏ဖိတ်ကြားချက်အရဘန်ကောက်မြို့ယင်းတက္ကသိုလ်၏စာပေအမှုပညာဌာနပွဲမှာ စာတန်းကိုတင်သွင်းခဲ့တာပဲဖြစ်ပါတယ်။မြေဒီခုနှစ်တွင်အမေရိကန်ပြည်ထောင်စုအိုဟိုင်းဝါတက္ကသိုလ်ကကျင်းပခဲ့သော International Writing Program ကိုတက်ရောက်ခဲ့ပါသည်။ ပြည့်ကတော့2002ခုနှစ်တွင်တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ဆရာချူးညိုဤစာရေးဆရာတက်တန်းသည်မြင်းများအတိရှိပါသည်။ပြေကတော့ဆရာချီဝင်းညိုရဲ့စာရေးဆရာတက်တန်းဟာ52နှစ်အထိရှိတာပဲဖြစ်ပါတယ်။စာရေးဆရာတက်တန်း52နှစ်အတွင်းမြည်သည့်စာပေအမျိုးအစားတွေကိုရေးသားခဲ့ပါသည်။ ပြေကတော့ဗုဒ္ဓယဉ်ကျေးမှုနောက်ခံဝိတုပေါင်း16ဦး။တမိုင်းနောက်ခံဝိတုပေါင်း18ဦး။ဝိတုတို့ဝိတုရှိစုစည်းမှု10ဦး။စာပေနုပညာအတွေးခေါ်ဆောင်းပါးပေါင်း9ဦး။အစင်းနီသူရိတရာစာရန်9ဦး။ခိပြိုင်အနုပညာလောကနောက်ခံ6ဦး။စုစုပေါင်း62အုပ်အထိကို ရေးသားပြီးထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုင်နေတဲ့တဲ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်။နောက်နောက်တစ်တစ်သောဗီဒီယိုလေးတွေတင်တိုင်းအရင်ဆုံးကြည့်ရှုနိုင်ဖို့အတွက်ဗီနာလေးကခေါင်းလောင်းလေးကိုနှိပ်ပြီးအားပေးခဲ့နိုင်ပါတယ်။ကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာ။